အမှန်တော့လို့အကိုရိုက်တဲ့ကားကိုလို့နက်လေဂျုံလို့ပေးလို့ရှိရင်လို့ပို့ပြီးတော့ထပ်တူကြတယ်လို့ခေါင်းစဉ်လှလှလေးပေါ့ပေးလိုက်တာပေါ့နက်ဝင်တယ်ဆိုရက်အခြေအနေတစ်ခုနဲ့နော်အဲနက်ဝင်တယ်ဆိုဘယ်နက်ကဝင်လာလဲဆိုရင်မန်းနေလဲစမလေးတွေ့တယ်အဲ့လိုမျိုးလေးနူးခဲရနူးလို့ကပါလာချက်ကတန်ရာပိုင်ပုတ်တယ်တောင်းပြီးပြီးလူပရလောကကိုဆက်တယ် ဆာမလီရဲ့အကောက်လေးတွေကနေပြီးတော့ဒီကလေးလေးပေါ့နော်တချို့တင်တာလေးရှက်ပြီးတော့ဒီမီဒီယာတွေကနေတင်တာရှက်အဲ့ဒါလေးတို့အများကြီးပေါ့လေးလာပြီးတော့ပေါ့နော်ဘယ်လိုမျိုးခေါ်တာလဲပေါ့ဝိညာဉ်ပိုင်းနေဘယ်လိုချိတ်ဆက်လဲဆာမလီခေါ်တဲ့အမူအရာပုံလေးတွေအဲ့ဒါလေးတွေကိုအကိုကအဲသူ့ကိုပေါ့နော်လေးလာပြီးတော့မှဒါလေးကိုဆောင်ရွက်ခိုင်းတဲ့ပိုင်းလေးနဲ့လှုပ်ထားတာအဲ့ဒါဘာလို့လောကနဲ့ဆက်ဆက်နေတာ လေးကိုလေအဲ့မေးတဲ့မေးခွန်းလေးကိုဆံမလေးကအဲ့နေရာဟိုကတော့ဒါရိုက်တာပေါ့နော်ကိုဝင်းလင်ထက်ကိုဆံမလေးပြောဘူးတယ်အဲသူလည်းပြောတယ်ဆံမလေးကအဲ့လိုလေးသုံးလုံးလိုက်တာကောင်းလားဆိုအမှန်တော့လို့အကိုရိုက်တဲ့ကားကိုလို့နက်လေဂျုံလို့ပေးလို့ရှင်လို့ပို့ပြီးတော့ထပ်တူကြတယ်လို့ဆံမလေးကပြောဘာလို့ဆိုတော့သူရိုက်ထားတဲ့ကြောရွားကြတော့ပေါ့နော်ဒီနက်ဝင်တဲ့မျိုးကနေပြီးတော့မှဘောနော်ဒီစင်းတက်လာတဲ့ဖြစ်တဲ့အတွက်အဲ့ तू ကဇလန်းကောင်းစင်လေးကိုလှွားအောင်မော်သူစီပြီးတော့နှက်ဝင်တဲ့ဆိုပြီးတော့ပြလိုက်တာလို့ဆရာမလေးက तू ပြောပါတယ် ဘယ်လိုပြောမလဲဆိုခေါင်းစဉ်အားကြောင့်သူကနှက်ဝင်တယ်မျိုးကနေဆင်းတယ်ခုနဆက်မလေးပြောသလိုပေါ့ဒီအပိုင်းမှာကျတော့၃ပိုင်းရှိတယ်ပါရမီကံတစ်ခုကြောင့်ပေါ့မွေးပါရမီကြောင့်ဒီလိုအခြေအနေမျိုးမှာဝိညာဉ်ပိုင်းနေမြင်ရတဲ့အခြေအနေမျိုးနောက်တစ်ခုကကြတော့မျိုးရိုးစင်ဆက်ပေါ့နော်ဒီကိလုပ်ငန်းကြီးတစ်ခုအနေနဲ့အဲသူကလှုပ်လာပြီးတော့မှပညာမွေကိုသားသမီးကဆက်ခံပြီးတော့မှသွားတဲ့အခြေအနေမျိုးအဲအဲ့လိုမျိုးပေါ့နောက်တစ်ခုကကြတော့အဲဘယ်လိုပြောမလဲသူ့ဘာသူပေါ့တခြားသူစီကနေပြီးတော့တင်ကြပြီးတော့သွားတာပေါ့ပြီးတော့လိပ်ပြလှလို့ပေါ့နော်နိုင်လိပ်ပြလှလို့ ဝင်ပြီးတော့မှပူပြီးတော့ကတ်ပြီးတော့မှတောင်းခံတဲ့အခြေအနေမျိုးနဲ့အပိုင်းမျိုးသွားတာပေါ့နော်အကုန်လုံးကတော့ပြောမယ်ဆိုတော့ဟိုခေါင်းစဉ်လှက်လာလေးပေါ့ပေးလိုက်တာပေါ့နှက်ဝင်တယ်ဆိုရက်အခြေအနေတစ်ခုနဲ့နော်အဲနှက်ဝင်တယ်ဆိုဘယ်နှက်ကဝင်လာလဲဆိုရင်မန်းနေလေဆံမလေးတွေ့တယ်အဲ့လိုမျိုးလေးလေချုံနှက်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးပေးတယ်ဆိုတော့ထတ်တူကြပါဒါမှမဟုတ်ခုနလိုပေါ့ဟိုလှလပပလေးပေါ့လေဒါလည်းလေချုံနဲ့ပါပဲနှက်ဝင်တယ်ဆိုတော့ဟာလီခေါင်းစဉ်လေးကလည်းတူတူတူပဲထတ်တူကြရလို့ပဲဆက်မလေးကတော့မြင်ပါတယ် အဲ့ဒါလေးကကြတော့ဘလောက်စိတ်ပိုင်းဒီတူလဲဆိုတော့ခုနလိုပေါ့ဆက်မလေးဒီဝိညာဉ်ပိုင်းခေါ်သွင်းတဲ့အပိုင်းလေးတွေပေါ့နော်သူအဲ့ဒါလေးတွေကိုဒီဇညွန်းဒါရိုက်တာပေါ့နော်အကူကနေပြီးတော့ကိုဝင်းလင်းထက်ကနေပြီးတော့ဒီမင်းသမီးလေးပေါ့နော်စီကိုပို့ပြီးတော့ပေါ့သူလေးလာဖို့အဲ့ဒါလေးတွေလှုပ်ပေးတဲ့အပိုင်းလေးတွေပေါ့ဆက်မလေးဒီဟိုဆက်မလေးရဲ့အကောက်လေးတွေကနေပြီးတော့ဒီကလေးလေးပေါ့နော်တချို့တင်တာလေးရှက်ပြီးတော့ဒီမီဒီယာတွေကနေတင်တာရှက်အဲ့ဒါလေးသူတို့ အများကြီးပေါ့လေ့လာပြီးတော့ပေါ့နော်ဘယ်လိုမျိုးခေါ်တာလဲပေါ့ဝိညာဉ်ပိုင်းနေဘယ်လိုချိန်ဆက်လဲဆမလေးခေါ်တဲ့အမူအရာပုံလေးတွေအဲ့ဒါလေးတွေကိုအကူကအဲသူ့ကိုပေါ့နော်လေ့လာပြီးတော့မှဒါလေးကိုဆောင်ရွက်ခိုင်းတဲ့ပိုင်းလေးနဲ့လှုပ်ထားတာတရက်ကတော်တော်များများပေါ့ဆမလေးကကြည့်ဘူးတာလေးရှိရပေါ့နော်ရန်အချိန်မရပြီမဲ့ဆမလေးကတီဝေမာနိကနဲ့ဟိုထတ်တူကြပေါ့သွားနေရခါကြတော့ငငယ်လေးကလည်းအဲ့ရုပ်ချင်းကြည့်လို့ရှိရင်တရက်ကောက်ပဲရမ်းစိတ်ဝင်စားပြီးကြည့်တယ်အဲ့လိုချင်းနေဆိုတော့အခုဒီကားလေးကတော့ အပြင်လောကနဲ့ပေါ့နော်ဒီမှာဖြစ်တည်နေတဲ့တည်ခြင်းရဲ့တချမ်းကလောကနဲ့တော်တော်လေးထပ်လူကြပါတယ်သူလှုပ်ထားတာပြီးတော့သူတယုတ်ဆောင်တာလေးလည်းရမ်းကောင်းတယ်အရှင်လေးပေါ့နော်အရန်အားဆိုင်ပြီးတော့လုပ်တယ်ပြီးတော့ဒီဇညွန်းအကိုဘက်ကပေါ့နော်ရေးတဲ့ဇညွန်းဆရာဒါရိုက်တာကိုဘက်ကလည်းအများကြီးပေါ့အားဆိုင်ပြီးတော့တော်တော်လေးပေါ့နော်ဟိုတကယ်အပြင်အခြေအနေနဲ့ပေါ့ ီရုပ်ရှင်လို့မဟုတ်ဘဲနဲ့တကယ်ဖြစ်ပြနေရလို့ပေါ့ကြည်နေရလို့မိမောပြီးတော့အသက်တော်မရှူနိုင်တဲ့ခြေနေမျိုးနဲ့ခါရဲနဲ့ဘာထက်လာအောင်လဲပေါ့နောက်တစ်ခါမှအဲ့လိုခြေနေမျိုးနဲ့သူဆွဲဆောင်နိုင်တယ်ပြိတ္တကိုအဲ့လိုခြေနေလေးကိုဆက်မလေးတွေ့တယ်အားလဲအားရခြေနဲ့တယ်ပေါ့နော်တုံးဆောင်တဲ့အပိုင်းတွေရောအရန်တွေရောအကုန်လုံးပေါ့ဒီရိုက်ထားတဲ့တိုက်တာတွေအကုန်လုံးကောင်းပါတယ်တွေ့တာအခုနရှိမှပြောခဲ့တယ်မျိုးကိကိခေါ်ရလာဆန်းလာဆန်းဆိုတာဆရာမရဲ့ဒီရာလေးကိုပါခင်မှာပေါ့ဟုတ်တယ်အကိုကတော့အဲ့မှာတော့ဆရာမလေးစီရောက်တော့ပြောပါတယ်ကိုဝင်းရင်ထက်ကလေ စမလေးအမလေးတဲ့ခေါ်တယ်လေးတဲ့ကလေးလေးတခုမှတင်ထားတာတဲ့ဟိုနားတယောက်လာခဲ့လာခဲ့အဲ့လိုမျိုးလာခဲ့စမ်းပေါ့နော်ခေါ်လိုက်တယ်အဲ့ဒါလေးကိုကျွန်တော်ကတည်းတေးချလေးအဲ့လိုပုံစံမျိုးလေးသူကလောက်ခိုင်းထားတယ်ပေါ့နော်တထဲကြောင်ပြီးတော့ဆမလေးဒီခေါ်တဲ့အတိုင်းမပေါ့ဘယ်ရက်ဘယ်နေ့ဘယ်လာမှတည်တယ်ဘသူပေါ့အဲ့ဒါလေးတွေကိုသူလောက်ထားတယ်ပြီးတော့ဆမလေးတို့ဒီဝစ်တဲ့ဝစ်တဲ့ပုံလေးတွေပေါ့အဲ့ဒါလေးတွေသူပြင်ဆင်ထားတယ် ဝမ်းတာပါတယ်ပြောမယ်ဆိုတော့ဇမလေးတို့လည်းဒီလမ်းကြောင်းဆပြီးတော့တက်ခရဲကဝေဖန်မှုတိုက်ခိုက်မှုတွေအများကြီးနဲ့တက်တာအဲ့တော့တော်တော်များများတော့လက်တွေ့မှယုံတာအလက်တွေ့ယုံတဲ့အခါကျတော့တေချင်းရဲ့တစ်ဖက်ကိုမြင်သွားတာပေါ့နော်ဒါလေးပြလိုက်တာပရလောကဆိုတာတကယ်ရှိတယ်ဘာလို့ဆိုတော့ဒါတွေကမရှိဘူးလို့တချို့ကလည်းတစ်ဖက်ပဲပေါ့နော်မရှိဘူးအဲ now ဘွားဆိုတာမရှိဘူးစသဖြင့်ဒါတော့မျိုးမျိုးပေါ့ဘာသာရေးသူ့ရဲ့ဘာသာရေးလေးခုမှာအမျိုးမျိုးကွဲလွဲနိုင်တယ် စမတုဗုဒ္ဓဘာသာမှာတော့ဒါဖျားတရားတိုင်းမဲ့ဆိုရင်တန်းပြီးတော့အစွဲတွေကြီးမယ်အသေးကန်ဒီအချိန်မှာပေါ့အစွဲကြီးမယ်ဒါဆွဲသမီးဆွဲအိမ်ဆွဲတွေရှိမယ်အစွဲတစ်ခုကတ်တယ်ဆိုရင်တေချာပေါ့ဘုံတစ်ခုထဲမှာဝိမာနိကပိတ်တာဘုံထဲမှာကျင်ဝင်ကျင်လဲရမှာတန်းပြီးတော့ကျွတ်နိုင်လွတ်နိုင်တဲ့အချိန်မျိုးမရောက်ဘူးဆိုတဲ့အကြောင်းတရားဒါဖျားတရားမှာပါပြီးသားနော်အဲ့လိုအခြေအနေရှိရပေါ့အဲ့တော့ကြိုတင်ပြင်ဆင်တဲ့အခြေအနေလေးတခုပေါ့နော်လုံးလို့ရတာပေါ့အဲ့လိုဘုံနဲ့မရောက်ခင်ဒါလေးပဲဆရာမလေးကပြောချင်တာဟုတ်ပါ